ရှမ်းကုန်မီဒီယာကနေတင်ဆက်ပေးမယ့်သတင်းကတော့မေလ14ရက်မှစပြီးမေလ20ရက်အတွင်းတိုင်းနယ်ပြည်နယ်များရဲ့အချို့ဒေသများတွင် နေရာကွက်ပြီးမှုကြည့်မယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မေလ14ရက်မှစပြီးမေလ20ရက်အတွင်းတိုင်းနယ်ပြည်နယ်များတွင်မိုးထစ်ကြုံရသောနိုင်ပြီးအချို့ဒေသများမှာနေရာကွက်ပြီးမှုကြည့်နိုင်ကြောင်းမိုးလေဝသနှင့်ဇလာပြည်တော်ညွှန်ကြားမှုအစည်းအဝေးကထုတ်ပြန်ထားတယ်လို့သိရပါတယ်။ ထုတ်ပြန်ချက်အရမိုးကြီးမဲ့သတိပေးချက်အနည်းနဲ့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာလေတုမငြိမ်မသန်းမှုများဖြစ်ပေါ်လာနိုင်တာကြောင့်၎င်းမောတုံလေးဆက်လက်ဝင်ရောက်လာခြင်းကြောင့်၎င်းအပူပြန်တက်တိမ်များ ဖြစ်ထုံမှုအကောင်းခြင်းကြောင့်၎င်းမေလ14ရက်မှ18ရက်အတွင်းနေပြီးတော့ရခိုင်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီး စကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီး ။တရင်းသာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာ နေရာစစ်စိမ်းမှနေရာအနှံ့အပြားမိုးထစ်ဆုံရွာနိုင်ကြောင်းသိရပါဗျ။အလားတူ မေလ၁၈ရက်မှ၂၀ရက်အတွင်းလည်း နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရန်ပြည်နယ်တို့မှာနေရာစစ်စိမ်းမှာနေရာအနှံ့အပြားနဲ့ပဲခူးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကျကျမုထေကြုံရပြီးအချို့ဒေသများတွင်နေရာကွက်ပြီးမိုးကြီးနိုင်ကြောင်းသိရပါဗျာ ဒါအတွက်ကြောင့်မိုးသည်ထန်စွာရသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခိုက်ခြင်းမိုးထေချုံခြင်းမိုးကြိုပစ်ခြင်းလျက်စီးလက်ခြင်းမိုးတီကျွေခြင်းလျက်တပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘောဝဘေးရန်နေရာများဖြစ်ပေါ်နိုင်တဲ့အတွက်အစိုးရဒေတာများရှိကုန်းမြင့်ဒေတာအနီးမှာ နေထိုင်ကြသူများအနေနဲ့မြေပြိုမှုအနေရဲ့မြင်းငယ်ချောင်းငယ်များအနီးတွင်နေထိုင်ကြသူများအနေနဲ့ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်မှာရန်နဲ့ ပြည်ရင်းရေချောင်းသွာလာရေးနဲ့လေချောင်းပြန်တန်းရေးအနေနဲ့လဲကြိုတင်သတိပြုနိုင်ရန်မိုးစလာကအသေးပေထုတ်ပြန်ထားတယ်လို့သိရပါပါတယ်ရှင်။